မင်္ဂလာပါရှင်2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ရက်မိုးတက်7နိုင်ချိန်ထိနောက်ဆွေးနွေးသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။အမဒေါအောင်ဆန်းစုကြည်ရဲ့ဝိညာဉ်လျှောက်သွားနေလားဆိုတဲ့ခေါင်းစဉ်နဲ့ဥက္ကမောင်စုက ရေးသားလာပါတယ်။ဒေါ်လာရေးရန်ပုံငွေရှောက်ဖွေပေးခြင်း ကိစ္စရက်တွေကိုအပိတိုင်ရန်နာကြောင့်မပန်ဆယ်လူကဒီမနက်မှာကြေညာချက်ထုတ်ပြန်လာပါတယ်ရှင်။ရခိုင်စစ်မျက်နှာ၃ခုမှာအကြံဖတ်စစ်တပ်အထိနာနေပါတယ်။ဒါကြောင့် စစ်တပ်ကအရက်သားပြည်သူတွေကိုနှိယောညပါအကြမ်းဖက်တိုက်ခိုက်နေတဲ့အတွက်တတိပြုကြရန် လေချောင်း ရေချောင်းလက်နက်ကြီးရန်နဲ့ပတ်သက်တဲ့အရေးပေါ်တတိပေးချက်တွေကို AA ကထုတ်ပြန်ပါတယ်။ KNPP ဥက္ကဋ္ဌနဲ့ NUG ယာယီတမရတော်လန်ရေးစိန်ခေါ်မှုတွေကြော်လွားနိုင်ဖို့နဲ့ Federal Democracy နိုင်ငံတည်ဆောက်ရေးဆွေးနွေးခဲ့ကြပါတယ်။ကိုကတဲ့တဲ့မြီမိသားစု အပါဝင် စက်တအူးကိုတရုတ်တရားရုံးကတေတံအမိတ်ချမှတ်ကအခြားငါးဦးကိုတော့နနစ်ဆိုင်ကတေတံချမှတ်လိုက်ပါရရှင်ဒီသတင်းတွေနဲ့အတူဒီကနေ့မွန်တဲဆန်နိုင်ချင်းတီနောက်ဆွေရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပရမဇုံအနေနဲ့အမတော်ဆန်းစုကြည်ရဲ့ဝိညာဉ်လျှောက်သွားနေလားဆိုရဲခေါင်းစဉ်နဲ့ဥက္ကမောင်ဆိုက ရေးသားလာပါတယ်ညကအိမ်မက်တစ်ခုမှတ်တယ်ကျွန်တော်ညစာစားနေတုန်းမှာအမတော်ဆန်းစုကြည်ရောက်လာတယ်ကျွန်တော်ကထိုင်နေတာအမကမတ်တက်ရက်လျက် ကျွန်တော်စားနေတာက အသားဟင်းတစ်ခွက်နဲ့ဟင်းသီးဟင်းရွက်တို့စရာတွေကျွန်တော်ကပြောတယ်အမအထိုင်လေးညစာစားမလားအမကပြောတယ်အမဟင်းသီးဟင်းရွက်ကြိုက်တယ်ကျွန်တော်ကထိုင်နေရာကနေကမန်းကန်းထားလိုက်တယ်ဆက်လက်ရွက်နဲ့မုံငင်းရွက်အစိမ့်တွေကို ရေစေးလိုက်တယ်အဲ့ဒီအချိန်မှာအမကမရှိတော့ဘူးအပြင်ကိုထွက်သွားပြီကျွန်တော်သူ့နောက်ကိုပြေးလိုက်သွားတယ်အမထမင်းမစားတော့ဘူးလားအခုပဲသွားမှလဲ အဲ့ဒီအချိန်မှာအမတော်အောင်ဆန်းစုကြည်ကကျွန်တော်ရက်နေတဲ့နေရာချမ်းမြင့်တဲ့မျက်ခင်းပြင်တစ်ခုပေါ်မှာအချိန်ကညဘက်သို့မဟုတ်ညနေခင်းဆိုတော့လမ်းမိတိုင်းအလင်းဝါဖြတ်ဖြတ်ညချင်းချင်းအောက်မှာအမက ကျွန်တော်ကိုတစ်ချက်လမ်းကြည့်တယ်။အမတောက်တယ်သွားမလို့လားအဖော်လည်းမပါဘဲနဲ့ဘယ်သွားမှာလဲ။အမကကျွန်တော်ကိုလမ်းမကြည့်တော့ဘူး။သူ့သွားမဲ့အရှိကိုပဲကြည့်ရင်ပြောတယ်။ကိစ္စမရှိဘူးလူတွေရဲ့အခြေအနေကိုအမလိုက်ကြည့်အောင်မယ်။ အဲ့လိုပြောရင်အမကနှီးညိုရောင်မလင်းတလင်းညအမောင်အောင်မတဖြည်းဖြည်းလမ်းလျှောက်ရင်မျက်ခင်ပေါ်မှာပျောက်သွားတယ်။သူသွားတာကနည်းနည်းမြန်နေခဏလီနဲ့ကျွန်တော်မျက်စိအောက်ကနေပျောက်သွားရောကျွန်တော်ကစွန့်အာပြီးကြံရစ်တယ်။အနာကိုရောက်လာတဲ့လူငယ်တချို့ကိုကျွန်တော်ကအော်ပြောလိုက်တယ်။အမနောက်ကိုလိုက်သွားကြပါဦး။သူတယောက်တည်းကွာလူငယ်တယောက်ကအမဘယ်ဘက်သွားတယ်လဲဆိုပြီးတော့ကျွန်တော်ညွန်ပြတဲ့ဘက်ကိုပြေးထွက်သွားတယ်။ကျွန်တော်လန့်နိုးလာတယ် ဥကောင်းတဲ့တကူလုံးချွေးရည်ပြန်လို့နိုင်ကိုကြည့်တယ်မနဲ့လေးနိုင်အမနေကောင်းရဲ့လားဆိုပြီးတော့ဥခင်မောင်စိုးကရေးသားထားပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဆရာနာရှင်ကိုစန့်ကျင်လှောက်ရှားခဲ့သူတအူးဖြစ်တဲ့မပန်စေလူဟာတော်လန်ရေးအတွက်ရံပုံငွေရှောက်ဖွေဆောင်ရွက်မှုတွေကနေအပိတိုင်ရက်နာတော့မယ်လို့ဒီကနေ့မနက်စတင်မှာ30ရည်နေမှာသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်အတိပေးလာပါရဲ့။ဆယ်စုနှစ်များစွာကြာဆရာနာရှင်ကိုစန့်ကျင်ခဲ့ပြီး တော်လန်ရေးနောက်ပိုင်းလဲလိုအပ်သမျှအစွမ်းကုန်ထမ်းဆောင်ခဲ့တဲ့အပြင်ပြည်သူယုံကြည်မှုအင်အားနဲ့အမေရိကန်ဒေါ်လာ15သန်းဝန်းကျင်ကိုလည်းတော်လန်ရေးအင်အားစုတွေအတွက်ရှာဖွေထောက်ပို့နိုင်ခဲ့ကြောင်းမတ်ပန်ဆယ်လူကရေးသားထားပါတယ်။တိုက်ခိုက်မှုတွေအမျိုးမျိုးရှိခဲ့ပေမဲ့တော်လန်ရေးအပေါ်ကိုတစ်ဆာရှိရှိပါဝင်ဆောင်ရွက်ခဲ့ရာကနေကုန်တိတ်ခါပြက်ပြဲစေတဲ့ဆွဆွဲချက်တွေတော့အခုလိုရပ်နာရတာဖြစ်တယ်လို့လဲဆိုပါတယ်။ ကျမရဲ့လူမှုယုံကြည်မှုကိုစုစည်းနိုင်စွာဟာပြည်သူတယောက်အနေနဲ့တော်လှန်ရေးအပေါ်အကျိုးပြုနိုင်စွာဖြစ်ခဲ့ပေမယ့်ကျမအတွက်ကတော့အစိတ်ပြန်ဖြစ်ခဲ့ပါတယ်။ကျမတယောက်တည်းကိုဥတီသောဂုံတိတ်ခါဖြက်စီခြင်းတွေမိသားစုနဲ့ပတ်သက်သူအလုံးတွေစီ ရောက်ရှိလာတဲ့နာကျင်မှုတွေမလုံခြုံမှုတွေသစ္စာဆိုပါတယ်။ဒီတန်ရာတွေကို ကျမအစွမ်းကုန်အစွမ်းအလုံးကုန်တဲ့အထိတောက်ခံခဲ့ပါတယ်လို့မပန်ဆယ်လူကရင်ဖွင့်ရေးသားခဲ့ပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ရန်ပုံငွေ project တွေနဲ့ပြည်သူတွေပေးပို့ထားတဲ့ဒေါ်လာငွေကြေးတွေအလုံးကို NUG အစိုးရထံကိုတရားဝင် အနှံသွားမှာဖြစ်ပြီးတော့ဆွဆွဲချက်မဟုတ်ပဲတည်ကြတဲ့အရေးယူမှုအတွက်လည်း NUG အစိုးရထံကို တိုင်ကြားနိုင်ပြီးတော့စစ်စေအရေးယူမှုတွေကိုလက်ခံဖြေရှင်းသွားမှာဖြစ်တယ်လို့လည်းထည့်သွင်းရေးသားထားပါတယ် ရန်ပုံငွေရှောက်ဖွေရေးကိစ္စရက်ကလွှဲရင် တော်လန်ရေးအတွက်ဂျမထန်းဆောင်နိုင်ရာတာဝန်တွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းကိုလည်းထပ်ဆင့်ကတိပြုတယ်လို့မပန်ဆယ်လူကထည့်သွင်းရေးသားထားပါတယ်ရှင်။ဆက်လက်ပြီးငဖဲမြို့နယ်မှာနှစ်ရေကန်ဖြူဟာပုံဝင်ခြင်းမှာစတင်မှာပထမအပတ်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်80ဦးထပ်မံနေတည်ဆုံခဲ့တယ်လို့အေကသတင်းထုတ်ပြန်ထားပါတယ်။အထက်မင်းလာမြို့နယ်မှာ စတင်မာလာတရက်နှစ်မှာ အထက်မင်းလာမြို့နယ်မှာစက်တင်ဘာလ၁ရက်နေ့ကနေစက်တင်ဘာ၁၈ရက်နေ့အတွင်းတိုက်ပွဲတွေမှာလည်းစစ်အုပ်စုဘက်ကတေဆုံးသူ30ဦးခန့်ရှိသလိုစစ်တပ်ပံချို့ကိုလည်းဖမ်းမိထားတယ်လို့အထက်မင်းလာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့နှိစက်သူကပြောပါရယ်အဲ့ဒီနောက်ပိုင်းတိုက်ပွဲတွေဆက်ဖြစ်ပြီးတော့နောက်ထပ်ကာကင်းစခန်းတစ်ခုကိုတင်းယူနိုင်ခဲ့တာပါ နေကံပြူဟာကရခိုင်ပြည်နယ်အမ်းမြို့နယ်ကနေမကွေးတိုင်းပဲခူးတိုင်းဘက်ကိုထွက်တဲ့အမ်ဘရန်လမ်းပိုင်းနဲ့ဆက်ဆက်နေတဲ့စစ်ကောင်စီရဲ့အဓိကစခန်းကြီးတစ်ခုလည်းဖြစ်ပါတယ်။အရခတ်တတော် A ကစက်တင်ဘာ28ရက်နေ့ညမှာသတင်းထုတ်ပြန်တာမှာရခိုင်ပြည်နယ်က၃နေရာမှာတိုက်ပွဲဖြစ်နေပြီးတော့စစ်တပ်ဟာတိုက်ပွဲတွေမှာအထိနာနေတယ်လို့လည်းဆိုပါတယ်။အတင်းအာမဆူဆောင်းထားတဲ့တပ်ဖွဲ့ဝင်တွေလည်းတိုက်ခိုက်လို့စိတ်မရှိပဲ ရှေ့ရန်နောက်တန်းကနေအခွင့်ရလင်ရသလို့ တက်ပြေတာအေးအေးထမ်းဘတ်ပြောင်းတာအလံဖြူထောင်းတာတွေနေ့တိုင်းဖြစ်နေပြီးတော့တက်ပြတ်နေတယ်လို့လည်းအေးကထုတ်ပြန်ပါတယ်တက်ပြတ်နေတဲ့စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာတွေကစာတင်ကြောင်းဈေးဆေးရုံဈေးကနဲ့ဖုန်ကြီးကြောင်းစတဲ့နေရာတွေမှာ လူစုလူဝေးရှိတယ်လို့ထင်နေတဲ့နေရာတွေကိုနေ့ညအချိန်မရွေးလေချောင်းရေချောင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေတယ်လို့လည်းဆိုပါတယ် ဒါကြောင့်စစ်တကအရက်သားပြည်သူတွေကိုနှိယောညပါဂျက်ဖာတိုက်ခိုက်နေ၍တတိပြုကြရန်လေချောင်းရေချောင်းလက်နက်ကြီးရန်နဲ့ပတ်သက်တဲ့အရေးပေါ်သတိပေးချက်တွေကိုအေကထုတ်ပြန်ထားပါရရှင်။ဆလပီနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြို့သားညီညွတ်ရေးအစိုးရ NUG ယာယီသမရတူဝါလက်ရှိလနဲ့ Greenie အမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌခူဦးရေရိုတော်လန်ရေးဆိုင်ရာစိန်ခေါ်မှုတွေကြော်လွားနိုင်ဖို့နဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးအတွက် တွဲဆောင်ဆွေးနွေးခဲ့တယ်လို့ယနေ့ညမှာ NUG ကထုတ်ပြန်ထားပါတယ်။စက်တင်ဘာ25ရက်နေ့ကလည်း NUG ယာယီသမရတူဝါလက်ရှိလကကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဘဒိုစောကွယ်တူဝင်တို့တွဲဆောင်ဆွေးနွေးခဲ့ကြအောင်သတင်းထုတ်ပြန်ပြီးတော့၄ရက်အကြာမှာ KNPP ဥက္ကဋ္ဌနဲ့ပါတွဲဆောင်ဆွေးနွေးတယ်လို့ထုတ်ပြန်ထားတာပါ။ NUG နဲ့ KNPB ကောင်းဆောင်နှုတ်ဟာလက်ရှိနိုင်ငံတွင်ဖြစ်ပေါ်နေတဲ့တော်လရေးအခြေအနေတွေလက်ရှိကြုံတွေ့နေရတဲ့တော်လရေးဆိုင်ရာစိန်ခေါ်မှုတွေအတူရင်ဆိုင်ကျော်လွှားနိုင်ဖို့အနာဂတ် Federal Democracy တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်တိုင်းပြည်အနှံစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဒေဆုံးခဲ့ရတဲ့မိသားစုတွေထိခိုက်ဒဏ်ရာရသူတွေအသက်အိုးအိမ်စီးစိမ်တွေဆွန့်လွတ်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့စစ်ရှောင်ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီ ဆိုင်ရာဒါပြင်တိုင်းပြည်အနှံစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ထိခိုက်သေဆုံးခဲ့ရတဲ့မိသားစုတွေထိခိုက်ဒဏ်ရာရသူတွေအသက်အိုဝင်စီစဉ်ဆွန့်လွတ်ထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ဘေးရှောင်တွေအတွက်လူသားချင်းစာနာကူညီရေးဆိုင်ရာတွေကိုလည်းဆွေးနွေးခွဲကြတယ်လို့အသိပေးထားပါတယ်စစ်တပ်အာဏာသိမ်းကြတဲ့အခါ KNPP KA ဟာပြည်သူနဲ့အတူရပ်တည်ပြီးတော့စစ်တပ်ကို တော်လှန်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ် KMTF တီထောင်ရမှာလဲ KA ကစစ်ဘက်ထိတ်တန်တာဝန်ရှိသူတွေကဥဆောင်မှုပေးခဲ့ပါတယ်ရှင် KA က KMTF အပါအဝင် Greeny တပ်ပေါင်းစုနဲ့အတူစစ်တပ်ကိုဇက်တိုက်ခုခံတိုက်ခိုက်နေတာလည်းဖြစ်ပါတယ် KNU နဲ့ NUG ခေါင်းဆောင်တွေစက်တင်ဘာ25ရက်နေ့တွေ့ဆုံဆွေးနွေးရမှာလဲ၊뇌ဥတော်လှန်ရေးအမြတ်ဆုံးအောင်မြင်ဖို့တော်လှန်ရေးအင်အားစုတွေအကြားပူးပေါင်းလက်တွဲဆောင်ရွက်သွားမယ်လို့ကဏ္ဍတွေကိုအကြေတဝင့်ဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်ရှင်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့မြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ကိုကန့်ဒေသမှာအွန်လိုင်းငွေလိမ်ကိုင်းကြားဖြတ်နေတခြားဒုစရိုက်လှုပ်ရှားမှုတွေပါဝင်ခဲ့ပြီးတော့မြေမိသားစု အပါအဝင်ဂိုင်းသား၁၁ယောက်ကိုတရုတ်ကတည်တံချမှတ်ခဲ့တယ်လို့တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနကဖော်ပြထားပါတယ်။စက်တင်ဘာ29ရက်နေ့ကတရုတ်နိုင်ငံတရားရုံးတစ်ခုကနေကိုကန့်ဒေသကအချမ်းသာဆုံးမိသားစု လေးစုတဲကတခုဖြစ်တဲ့ညီမိသားစုဝင်တွေဥဆောင်တဲ့ဒူစီယိုက်ဂိုင်းသားတွေဟာငွေကြေးလိမ်လည်မှုနဲ့တခြားဒူစီယိုက်မှုတွေအတွက်ပြစ်မှုထင်ရှားတယ်လို့ဆုံးဖြတ်ပြီးတော့အပြင်းထန်ဆုံးပြစ်ဒဏ်ကိုချမှတ်ခဲ့တာဖြစ်ပါတယ်။တရုတ်ဆိုရကအပူတပြင်းအလို့ရှိနေတဲ့ညီမိသားစုဝင်တွေကို2023ခုနှစ်နိုဝင်ဘာ16ရက်နေ့မှာအာနာတေမြန်မာစစ်တပ်ကတရုတ်စီလွှဲပေးခဲ့တာဖြစ်ပြီးတော့လက်ရှိ တရားရုံးစီရင်ချက်မှာတော့၁၁ရောက်ကိုတည်တံချမှတ်ကနောက်၅ရောက်ကိုနှစ်နှစ်ဆိုင်ကတည်တံအဖြစ်ချမှတ်ခဲ့ပါတယ်။မြီမိသားစုရဲ့လဝေခံအခြားကိုင်းသား23ရောက်ကိုတော့ထောင်းတန်း9နှစ်ကနေထောင်းတန်းတသက်တကြုံအထိအသီးသီးချမှတ်ခဲ့ပြီးတော့စီရင်ချက်ချမှတ်ခံရသူ39ရောက်ရှိတယ်လို့သိရပါတယ်။တရုတ်တရားရုံးကအဲ့ဒီကိုင်းသားတွေဟာ2015ခုနှစ်ကစလို့တရုတ်မြန်မာနယ်စပ်မှာစိုက်ပါငွေကြေးလိမ့်လည်မှုမူရစ်စေမောင်ကိုရောင်းဝယ်မှု ပြစ်ဒဏ်မှု တရားမဝင်ကာစီနိုတွေထူထောင်မှုတွေကိုကြက်ကြက်ပြန့်ပြန့်ကျူးလွန်ခဲ့တယ်လို့ဆွဆွဲထားပြီးတော့ကိုကန့်ဒေတာကိုဩဇာလွန်မှုထားနိုင်ခဲ့ပူတဲ့မိသားစုဟာလက်လက်ကင် အဖွဲ့အစည်းတွေရဲ့အကာအကွယ်ကိုယူကားအကြပြန့်လုပ်ငန်းတွေနဲ့အခြားတူးစီရိုက်လှုပ်ရှားမှုတွေအများအပြားကိုလည်းလဲပတ်နေခဲ့တယ်လို့တရားရုံးကဆိုပါတယ်။မိမိသားစုရဲ့ဒူးစီရိုက်စီးပွားရေးလှုပ်ငန်းဟာတခြားမိဖက်ယင်းနီမြုံနံသူတွေကိုလည်းဆွဲဆောင်နိုင်ခဲ့ပြီးတော့ရန်ငွေ30ဘီလီယံတန်ဖိုးနဲ့ ညှိမြတဲ့ဒေါ်လာ1.4ဘီလီယံတန်ဖိုးလောက်အထိကျယ်ပြန့်ပြီးတော့ကြီးထွားခဲ့တယ်လို့လည်းသိရပါဗျ။တရုတ်နိုင်ငံဟာမြန်မာနယ်စပ်အခြေဆိုင်ကြားဖြန့်ခိုင်းတွေကိုဖိနှိပ်ဖြိုခွင်းနိုင်ရေးအတွက်အကြမ်းဖက်မြန်မာစစ်အုပ်စုထိုင်းအစိုးရတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုအချိန်မြင့်လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ဆက်ဆက်ပြီးတော့ဖောင်ရန်ထုတ်ထားတဲ့မြင်မိသားစုရဲ့ဦးစီးဖြစ်သူ2010ကျန်းခိုင်ရေးပါတီလွတ်တော်ကိုယ်စားလှယ်ဖြစ်သူမြီရှောက် Chen ကတော့ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလမှာလောက်ကင်မြို့မှာဝင်ရောက်ဖမ်းဆီးချိန်မှာပစ္စတိုနဲ့သူ့ကိုယ်သူအဆုံးစီရင်ခဲ့တယ်လို့စစ်အုပ်စုကထုတ်ပြန်ထားပါတယ်ရှင်။ဒီကနေ့မွန်တက်ဆန်နိုင်ချင်းတီနောက်ဆွေရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအလုံးကိုစိတ်နှပြချမ်းမချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြဲဆုံးလွတ်မြောက်ကြပါစေရှင်။